။ ERI တိုင်းပသိမ်မြို့မှာလူငယ်တွေကိုဖမ်းဆီးပြီးအခြားဒေသတွေကိုစစ်မှုရန်စာထိုးဖြင့်ရောင်းစားတဲ့အုပ်ချုပ်ရေးမှူးနှုတ်ကိုဖမ်းဆီးခဲ့ပေမဲ့သူပြန်လွတ်ပေးလိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကပသိမ်မြို့အမတ်ရှိရက်ကွက်အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းအောင်နဲ့ရဲကြီးစေးတူအမတ်30ရက်ကွက်အုပ်ချုပ်ရေးမှူးဦးအေးကိုတို့ကိုနေမာဝင်းရောက်ဖမ်းဆီးခဲ့ပြီးမဲ့၃ရက်အကြာမှာပြန်လွှတ်ပေးခဲ့တာပါ အမတ်30အုပ်ကြီးကိုလာဖမ်းတော့ကရှောင်သွားပြီး အခုရုံးပြန်ထိုင်နေပြီသူ့ကိုတိုင်ချင်ရင်မင်းအောင်လိုင်းကိုသွားတိုင်မရမယ်ဆိုပြီးစိန်ခေါ်နေတယ်လို့ရက်ွက်ဒေတာကန်တူက ARD Times ကိုပြောပါရယ်ဖန်စီခံရတဲ့အုပ်ချုပ်ရေးမှုတွေရဲ့လိုင်စင်မဲ့ကားတွေကိုရဲတပ်ဖွဲ့ကသိမ်းဆီးသွားပေမဲ့အမှုဖွင့်ထားတာမရှိသေးဘူးလို့ပတိန်မြို့နယ်ရဲတပ်ဖွဲ့နဲ့နှိဆက်သူတူကပြောပါရယ် ARD တိုင်းရှိရက်ွက်နဲ့ဂျေးရွာတွေမှာစစ်မှုရန်တင်းတက်ရောက်ပြီးရှေ့တန်းကိုပို့ဆောင်ရမှာ တေဆုံးမှုတွေရှိလာပြီးလိုက်မဲ့သူမရှိတာကြောင့်အုပ်ချုပ်ရေးမှုတွေကလူပွဲစားတွေနဲ့ပေါင်းပြီးလူငယ်တွေကိုဖမ်းဆီးပြီးအခြားဒေသတွေကိုရောင်းစားနေတာဖြစ်ပါတယ်။